Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မကကျွန်မတို့ဒီပေါ့နော်ဂျင်းနေမှာအဲဝက်ကောက်တွေမလုပ်ခင်အလေးတွေမမာခင်ပေါ့နော်လမ်းလျှောက်ဆက်တွေပေါ့ကျွန်မတို့မတက်ခင်မှာပြုလုပ်လို့ရမယ်သွေးပူလေးခြင်းငန်းလေးချိုးပြပေးမှာပေါ့နော်အားဆိုကျွန်မတို့ကအဲ့လိုမျိုးလေးတွေကမလုပ်ဖဲနဲ့တန်းပြီးတော့ဝိမားလိုက်တာမျိုးပါမျိုးဆိုလို့ရှိရင်မာဆယ်ဒီနာသွားတာခဲသွားတာမျိုးတွေဖြစ်မှာဆိုလို့ပေါ့နော်အဲ့ကျွန်မနဲ့အတူအားလုံးပဲလိုက်လုပ်ကြည့်အောင်နော် ကဲရင်းစောကျမတို့ကမတည့်ရက်အနေထားလေးမှာနေတယ်။ပြီးဆိုချောင်းလေးတစ်ဖက်နောက်ကိုကိုလက်ကဆွဲကြိုင်နာမယ်။ဒါပေါင်ရှေ့ကြော်တွေတင်းနေရတဲ့အတွက်ပေါ့နော်။ဒါ10စက္ကန့်လောက်ထားတယ်။လက်ကိုပုံမှန်တော့ရှူထုံနေပေါ့။ Okay ပြီးနောက်တစ်ဖက်ချိန်မှာကဲဒါကိုကချောင်းကိုဆွဲလို့မရအောင်ဆိုရင်နေရနာမှာလက်လေးထောက်လိုက်ပေါ့နော်။အဲ့တိုင်းလေးဆွဲပြီးပေါင်ရှေ့ကြော်လေးအတွက်ပါ โอเคပြီးရင်ဒါလေးပြန်လျှော့မယ်ပြီးပြီဆိုရင်ကျမတို့ကခြေောက်လေးတစ်ဖက်ပေါ့နော်ခြေောက်တစ်ဖက်ကိုရှေ့ကိုထုတ်ချီဖနောက်လေးထောက်တယ်နောက်တစ်ဖက်ကဒူးလေးကွေးထားပြီးရယ်အဲ့ဒီတိုင်းလေးကိုကျမတို့ခါလေးကိုင်းကိုင်းပြီးတော့လျှော့ပြီးမယ်ဒါကြတော့ခြေတလုံးခြေတကောက်ခွက်ပေါင်နောက်ကြိုးလေးကြောအဲ့ဒါလေးရော့အောင်လို့ပေါ့နော်ဒါလေးကိုကျမတို့ကတစ်ဖက်ကို၁၀ချိန်လုပ်မယ်ပေါ့နော်ဘယ်၁၀ချိန်ညာ၁၀ချိန် ဒါလေးရှင်ကိုနဲ့နဲ့ပြီးကိုင်းသွားပြီးမယ်နော်ရှူသွင်းရှူထုတ်ရှူသွင်းရှူထုတ်လေးနဲ့ Okay ပြီးပြီဆိုနောက်တစ်ဖက်ချင်းရအောင်ခြေောက်လေးချီဖနောက်ထောက်နောက်တစ်ဖက်ကိုဘဲခြေောက်လေးကွေးပြီးတော့ Okay တင်မလေးအနောက်ကိုပေါက်ပြီးတော့ဆွဲမယ်2 3 shoot fall 5 6 7 8 9 ten okay ပြန်ဖြည်းဖြည်းချင်းပြန်ထား okay ပြီးဆိုကျမတို့ခါလေးတွေဝိုင်းအောင်ပေါ့နော်ဒါကြတော့ကျမတို့လေးတွေကွာမလိုက်တဲ့အချိန်မျိုးမှာခါနာတာမျိုးတွေမဖြစ်အောင်လို့ပေါ့နော်ဒဏ်တွေပါတယ်မဖြစ်အောင်လေးတုံးတွေကွာခါကြဆက်ခနဲ့မလိုက်တာမျိုးဆိုလို့ရှိရင်ခါနာသွားတတ်တာပေါ့နော်ဒါကြောင့်ဒီခါကြိုးလေးတွေကိုလည်းအရင်ဆုံးလျှော့ပေးရတယ်ဘဲဆဲကပြီးရင်ညာဆဲကပတ်ဝိုင်းပြီးမယ် five hand နောက်တစ်ဖက်ကိုချိန်မှ two three four, five, six, seven, eight, eight. Okay, ပြန်ရှော့ပြီးတော့လက်လေးဆွဲမယ်မျက်နှာလေးဘေးကိုလှည့်ပေးပါအဲပခုံးကြောလေးပေါင်းလို့ပေါ့နော်ကိုကအလေးတွေကင်တဲ့အချိန်မျိုးမှာပခုံးကြောနာသွားတာဒီပါရီမဖြစ်အောင်လို့ Okay, နောက်တစ်ဖက်ချိန်မယ်ဆွဲ Okay, ပြန်ပြန်ရှော့ အင်းတော့နောက်ကိုချိုလိုက်တရောင်ကောင်းနောက်ရောက်သွားအထိဆွဲပြီးပါခန္ဓာကိုယ်ကြီးစောင်းသွားကြမလို့နော်ခန္ဓာကိုယ်မတ်ထားပြီးမယ်ကိုယ့်ရဲ့လက်ကိုယ်သာခေါင်းနောက်ကိုပေါင်းဆွဲပြီးနောက်တစ်ဖက်ချင်းလိုက်ဆွဲတာဆွဲတာဆွဲတာပြီးမယ်ခုံးကြော်ကြီးယော့သွားလိုက်မယ်နော်โอเคเปลี่ยนช็อตพี่น้องกางเล็บไปซ้อมไปดาเสร็จจอเล็บด้วยแคมเปญกูอ่ะสนับสนุนตัวอะไรบาไม่ผิดอ๋อลูก ်10စက္ကန့်ဆိုရင်ညာကိုလည်း10စက္ကန့်ဖြီးပေးပါပြီးတော့ခေါင်းလေးငုပ်ပေးမယ်ခါလေးဆန်းနော်ခါကြီးမကိုင်းစေနဲ့ပြီးပေါ်မောကြည့်လိုက် okay show ပြီးပြီဆိုရင်ကျမတို့နောက်ထပ်တစ်မျိုးပြပေးမယ်ပါလေးဘက်ထောက်နေထားနေမှာကျမတို့ရဲ့ဘဲခြေောက်လေးရှိကိုထုတ်လိုက်မယ်အနောက်ကခြေောက်လေးဒူးလေးဆန်းပြီးတော့နှဲ့နှဲ့ပြီးခါပြီးပေါ့နော်ဒါကြောင့်ဒီပေါင်ညောတွေအတွက်ပါ နေ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 ဘီခါဘီခါ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  okay ဘီရှော့နောက်တစ်ပတ်ချိန်မယ်သီထားမှာဒူကောင်းနဲ့ခြေတော့ကတဒန်းနဲ့ရှိမယ်เนาะဒူကောင်းကအရှိကိုခြေပြားကိုကြော်သွားတာမျိုးမဖြစ်စေနဲ့ဘယ်လိုမျိုးနှဲ့ခါပြီးနောက်ဒူလီယာဆန်ပြီးတော့ဖီချာဖီချာကိုယ့်ရဲ့ပေါင်အားလေးနဲ့ဖီချာပြီးပေါ့เนาะအာပေါင်ရောလေးရော့အဲဒါကိုနိုင်တော့ဘေးညာနောက်ထပ်တကြောလောက်ထပ်လို့ရတယ် โอเคပြီးပြီဆိုရင်ကျွန်တော်တို့ကချီပနောင်းမော်ထိုင်နဲ့ရှေးကိုစမ်းထုတ်လိုက်တာဒီပခုံးကြောတွေရောနောက်ကြောဂုံကြောဇက်ကြောတွေအကုန်လုံးထွက်ကောင်းတယ်เนาะဒါလေးရလေးကြီးတော့သာလွယ်လွယ်လေးလိုမျိုးမထီရောက်ဘူးထင်နေမြဲဒါအရန်ကိုထီရောက်စီခန္ဓာကိုယ်အတွက် โอเคပြီးတော့6လေးနှစ်ဖက်ရှင်းဦးဆက်6နည်းလေးကားပြီးကိုနိုင်တဲ့လောက်လေးကိုရှင်းနည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 ်းပြီးတော့ကိုင်းပြီးပေါ့နော်ရှိုးလူတွေ weight မနိုင်တဲ့လမ်းလျှောက်ဆက်ပေါ်မှာအရန်ပြေးနိုင်ရဲ့ဒါပေမဲ့လူမျိုးအကျော်လျှော့ဖို့ဆိုရင်တို့ရဲ့အကျော်တွေကတင်းနေရဲ့ပေါ့နော်ဒါကဘာလို့လဲဆိုတော့တို့တွေလူမျိုးတွေမလုပ်ခင်မှာအကျော်တွေတိချာမလျှော့ထားဘူးပေါ့နော်ကဲကျွန်မအခုပြပေးရဲ့ဒီလေ့ကျင့်ခန်းလေးမျိုး ကျင်းမစော့ခင်မှာလဲလုတ်ပေးလို့ရတယ်စော့ပြီးတဲ့အချိန်မှာလဲနောက်တစ်ခေါက်ပြန်လျှော်ပေးပေါ့နော်အဲ့ဒါဆိုရင်နောက်ရက်ဒီမှာမဆင်နာတာတွေခဲတာမျိုးတွေမဖြစ်ဘူးပေါ့နော်โอเคလုတ်ကြည့်ပါတတား